မိတ်ဆွေတို့ကမိထားပါတယ်ဒိုအားတောင်းတဲ့အချိန်နှက်ခမ်းတွေကိုလှုပ်နေဖို့အရေးကြီးပါသလားဆရာ စိတ်ထဲကနေပဲတောင်းရင်ရောရပါသလားတဲ့ဘစ်မ illah ရာဟ်မန်ရာဟီမ်နာဟမဒူဟူဝနူဆလီအလာရာဆူလ်ဟီလ်ကရီမ်ဒုအာတောင်းနေဆိုတာကကျွန်တော်တို့စွန္နတ်တရီကာယပေါ့ အမှန်တော့ပြခဲ့တဲ့ပုံစံကတော့တောင်းတဲ့လူတယောက်ကကေဗလာဘက်ကိုမျက်နှာမူထိုင်ပြီးတော့လက်နှစ်ဖက်ကိုရင်ဘတ်လောက်မြောက်ပြီးတော့နှုတ်ရှာနေတဲ့ကွာဟလာတော့တောင်းချင်းကဆွတ်နှက်ဖြစ်တာအဒီစတန်နီမှာလာရှိတယ်ဆိုတော့အခုကမေးလာတဲ့မိကုံးကဟလာစိတ်နဲ့ပဲတောင်းတယ်ဆိုတော့ရလားဆိုတော့အလူတယောက်ကစိတ်နဲ့တော့တောင်းတယ်တောင်းလို့ရတယ်ဒါလည်းကောင်းတဲ့ အဲ့အမလီခိုင်တဲ့ခုပဲကောင်းတဲ့အမလတခုပဲဆိုတော့ဒါပေမဲ့ဒီမှာကျွန်တော်တို့တိထားမှာပါလဲဆိုတော့အဲ့ဒီမွတ်စလင်ကျမ်းရဲ့ဘာဒီဒူအာနဲ့ပတ်သက်ပြီးတော့အလမနဝဝီရဒီမှာသူရဲ့နဝဝီကျမ်းနဲ့မှာအစိုးတခုပါတင်ပြလဲဆိုတော့အမဇိကရူလီဆာနီဖကတ်ဖဟူဝအဒူအဖူလ်အစကာရီလူတယောက်ကဒူအာတောင်းတဲ့နေရာမှာဗဇက်ကပဲတောင်းတယ်စိတ်ကမပါဘူး سو ينه اري دوا غا ذكر ده ما انس ا انيرون ذكر فيت لو بيو را ولكن في فضل عظيم تم نوشا نه طاو نه تو جاو سنت نه كاي ني ده تو جاو اري دوا ما ثواب دي ا مياي شي فلا دانا قد ابي حديث جانا ما لا شي ده كما جاء بالاحاديث واما ذكر اللسان ما حضور القلب افضل من القلب وحده သူကအဲ့ဒီမှာဘာတင်ပြလဲဆိုတော့အကဲဒွာတောင်းတဲ့နေရာမှာနှုတ်ကောစိတ်ကောနှစ်ခုလုံးဟလာအာယုံဆိုင်ပြီးတော့တောင်းနေစီပို့ပြီးမြတ်တယ်ဟလာစိတ်ထဲကနေပဲတောင်းနေဗဇက်ကမပါဘူးဆိုရင်လေဟလာစိတ်ထဲကနေပဲတောင်းနေဗဇက်ကမလုတ်ဘူးဆိုရင်အလူတယောက်ကဗဇက်ကတော့လုတ်တယ်စိတ်ကလည်းပါတယ်စိတ်ကလည်းအာယုံဆိုင်ပြီးတောင်းနေဆိုအဲ့ဒီဒွာပို့ပြီးမြတ်တယ်အဲ့တော့အကောင်းဆုံးကတော့နှစ်ခုလုံးနဲ့တောင်းတာပို့ပြီးကောင်းတာပေါ့အဲအကဲကြီးများစိတ်ကနေဥမာမိရတဲ့အချိန် ်စိတ်ကပဲသွားတောင်းနေဆိုရင်လည်းတောင်းလို့ရတယ်ဒါပေမဲ့ဘာမှတော့ပြဿနာမရှိဘူးဒါပေမဲ့အဖဇလ်ကတော့အမျက်ဆုံးကတော့နှုတ်ကလည်းတောင်းမယ်စိတ်ကလည်းအရာကိုအာယုံဆိုင်ပြတော့နှစ်ခုလုံးတွဲပြတော့တောင်းနေဆိုပြီးပို့ပြတော့ကောင်းတာဒုတိယမိကုံးကိုဆရာမူတီအဗ်ဒူလလာကဖြေချပေးပါဆရာမိတ်ဆွေတို့ကမိထားပါတယ်ဒူအာတောင်းတဲ့အခါလက်ကိုဘယ်လိုထားသင့်ပါတလဲဘယ်လောက်အထိမြှောက်ထားရမလဲလက်ချောင်းတွေကိုတစ်ချောင်းနဲ့တစ်ချောင်းဘယ်လောက်ခွာထားရမလဲဆရာ بسم الله الرحمن الرحيم وبالله التوفيق بخاري جمع كتاب الدعوات ما لاشير وقال أبو موسى الأشعري رضي الله تعالى عنه دعا النبي صلى الله عليه وسلم ثم رفع يديه ورأيت بياض إبطيه تبقى تمنم يجي صلى الله عليه وسلم قد دعا دعوني كما لقوم يعوده တမန်တော်လက်ကဒီလောက်အမြင့်မြောက်လိုက်တယ်တမန်တော်ရဲ့ဒီဂျိုင်းမှာရှိတဲ့ဂျိုင်းကြားမှာရှိတဲ့ဒီအဖြူကိုပါမြင်ရတယ်တဘောကလက်ကိုမြင့်မြင့်တမန်တော်မြောက်ပြီးတော့တွာတောင်းတယ်အဲ့ဒီတိုင်းပဲအဘူဒါဝုဒ်ကျမ်းမှာလာရှိတယ်အနစ်ဆာအိဘိဘနယဇီဒ်အန်အဘီဟီအန်နဘီယဆလလောဟူအလိုင်းဝဆလမ်ကာနအီဇာဒါအာဖရဖာယဒိုင်ဟီဖမဆဟဝဂျဟူဘီယဒိုင်ဟီတမန်တော်မြတ်ဆလလောဟူအလိုင်းဝဆလမ်တွာတောင်းတဲ့အခါမှာလက်ကိုမြောက်တယ် ပြီးတော့ကိုမျက်နှာကိုပုတ်တယ်ဆိုပြီးတော့လာရှိတယ်အဲ့တော့တမန်တော်သူဟာတောင်းတဲ့အခါမှာလက်မြောက်တယ်ဆိုတဲ့ဟာဒီစ်တွေအများကြီးရှိတယ်ဟာဒီစ်အများစုမှာတမန်တော်လက်ပဲထိမြောက်လဲဆိုရင်ယင်ဘက်ထိမြောက်အဲ့တော့တချို့ဟာဒီစ်မှာတမန်တော်ပခုံးထိမြောက်တယ်တချို့ဟာဒီစ်မှာအခုနပြောသလိုလက်ကိုဒီလောက်အမြင့်မြောက်လိုက်တယ်ဟလာဂျိုင်းကြီးကပါပေါ်သွားတယ်အဲ့ဒီနေရာထိမြောက်ဖို့ဆိုတာကဟလာပုံမှန်အဖြစ်လက်ချောင်းတွေကမျက်နှာနဲ့တညီအဲ့လောက်လောက်ခေါင်းလောက်အဲ့လောက်လောက်မြောက်မှပဲရတယ် အဲ့တော့များသောအဖြစ်တမန်တော်မြောက်တော်ကဒီပုံစံဖြစ်တယ်အဲ့တော့ပုံမှန်အဖြစ်တော့လက်မြောင်းဝမဲ့နေရာဒီယင်မက်နဲ့တညီတဲ့ဖြစ်တယ်လက်လေးတွေကတော့ဟာလာနည်းနည်းလေးခြေထားခြင်းကပိုကောင်းတယ်လက်ချောင်းလေးတွေပုံမှန်ထားမယ်လက်နှစ်ခုနည်းနည်းလေးခြေထားမယ်လုံးဝဒီလိုစီးပြီးတော့တောင်းရင်လည်းဘာမှပြဿနာမရှိဘူးတောင်းလို့ရတယ်နည်းနည်းလေးခြေထားခြင်းကပိုကောင်းတယ်ယင်မက်နဲ့အညီကဒါပုံမှန်အနေထားဖြစ်တယ်ဒါပေမဲ့တစ်ခါတစ်ခါကြာရင်အရန်ကိုယူကျိုးရတဲ့တီးတဲ့အခြေအနေတွေရှိတယ် အရိဟာတွေကဘာတယ်လဲဆိုရင်မိုးစုပန်ဆလာတုလ်အစ်စတစ်ကာဖာမိုးစုပန်တဲ့အခါမှာဒွါတောင်းတာတို့အဲ့လိုပဲအာဖာတ်ကွင်းမြင့်မှာများသောအားဖြင့်ယူချိုးပြီးဒွါတောင်းရတဲ့နေရာဖြစ်တယ်တမန်တော်မြတ်ဆလလာဟ်အလัยဟ်ဆလမ်လည်းတောင်းခဲ့တယ်အရိဟာနဲ့ပတ်သက်တဲ့ဟာဒီသ်မှာလည်းအဲ့ဒီတိုင်းပဲလာရှိတဲ့တမန်တော်ရဲ့ဒီလိုဂျိုင်းနေရာအထိမြင်ရတယ်ဆိုပြီးတော့အဲ့တော့အဲ့လိုအတီးတဲ့နေရာတွေမှာတော့လက်ကိုဦးနာလို့ပုံမှန်ထက်ပိုမြောက်ပြီးတော့ဟာပခုံးနဲ့အညီဒိုမဟုတ်မျက်နှာနဲ့အညီစသဖြင့်ဒီလောက်ထိ မြောက်ပြီးတောင်းခွင့်ရှိတယ်။အလိုမှမဟုတ်ပဲတခြားသောဒီဟာတွေကလွယ်ပြီးတခြားသောပုံမှန်ရိုးရိုးအခြေအနေမှာကတော့အကောင်းဆုံးပုံစံကရင်ဘက်နဲ့တညီတဲ့ထားမယ်။လက်လေးတွေကိုသူ့ဟာသူနည်းနည်းလေးချဲပြီးတော့လက်ချောင်းလေးတွေကိုလည်းပုံမှန်အနေထားထားထားပြီးတော့ပေါင်းခြင်းဟာဒါအကောင်းဆုံးပုံစံဖြစ်တယ်။တတိယမိကုန်းကိုဆရာမူတီဟဆန်ကဖိချပေးပါဆရာ။မိတ်ဆွေတို့ကမိထားပါတယ်။နမတ်မှာအမှားတစ်ခုခု ဖြစ်သွားလို့စတိဒါစဟဝဲထိုက်သွားတဲ့ပုံစံမှာ စကြည်သာစဟွယ်လှုပ်ဖို့လဲမိသွားပြန်တယ်ဆိုရင်နမတ်ကဘာဖြစ်သွားမလဲဆရာပိုင်ပါတလားဘစ်မ ില്ല ာဟ်ရဟ်မန်ရဟီမ်နမတ်ပတ်တဲ့နေရာမှာကျွန်တော်တို့အခုသတိထားရမှာပါလဲဆိုတော့ကျွန်တော်နမတ်အတွင်းထဲမှာဒိုင်းနာမယ့်အချက်လက်တွေဖာရာအစ်အချက်လက်တွေရှိတယ် ဝါဂျစ်အချက်လက်တည်ရှိတယ်အဲ့တော့နမတ်စင်မှာမိမာဝါရဆိုတာကအဲ့ဒီမိမာတဲ့အထဲမှာဖရက်စ်ပါလို့မရဖရက်စ်တကူတခုမိမာပြီးကြံသွားတယ်ဆိုရင်အဲ့ဒီဖရက်စ်ကိုကျွန်တော်စရာဆဝလို့ပြီးအစားထိုးလို့မရဖရက်စ်တခုကြံသွားတယ်ဆိုရင်ဟာလာအဲ့ဒီနမတ်ကပြတ်သွားနမတ်ပြီးသွားမှတည်တယ်ဖရက်စ်ကူအမှန်နမတ်မှာဖရက်စ်6ချက်ရှိတယ်မတက်ဘီတဲရီမာယူဆိုချင် ကျွန်တော်တို့နမတ်ကိုကြရမနဲ့မတရားပြီးဖတ်ချင်ဒီတိုင်းပဲဟာလာနမတ်ထဲမှာကေရာဒီယိုဆိုချင်ရူကူသွားခြင်းစညိတာသွားခြင်းဟာလာနောက်ဆုံးကေတာအခိရာထိုင်ခြင်းအဲ့ဒီ၆ချက်ပေါ့အဲ့ဒီမှာတစ်ချက်တစ်ချက်သူလွတ်သွားတယ်လွတ်သွားတော့ तू မဖြည့်လိုက်ဘူးနမတ်တွင်မှာအဲ့ဒီလွတ်သွားတဲ့တိုင်မှာ तू နမတ်ကိုဖတ်လိုက်တယ်ဆိုရင်တရားစဝယ်လုံးနေလေအဲ့ဒီနမတ်ကမပိုင်ဘူးနမတ်ကလုံးဝပြတ်သွားဘာကြောင့်လဲဖရက်စ်လွတ်သွားလို့အခု तू မှ तू မေးရတာမေ့သွားတယ်ဆိုတာအဲ့ဒီမေ့မာတယ်ဆိုတာဝါဂျစ်အချက်လက်မှာပဲရတယ် ကဲဝါဂျစ်အချက်လက်မှာအကဲလူတယောက်ကဟလာနေသွားတယ်ဝါဂျစ်အချက်လက်လွတ်သွားတယ်အဆရာဆောက်ဝယ်ကျွန်တော်တို့ပေးထားတယ်တတ်မှတ်ထားတယ်ဆိုတာလေအဲ့နမတ်ထင်မှာဝါဂျစ်အချက်လက်လွတ်သွားပြီဖြစ်စေဒို့မဟုတ်ရုကွန်တစ်ခုနောက်နေသွားပြီဖြစ်စေဟလာတို့အမားတစ်ခုတစ်ခုချွတ်ရင်ဝါတယ်အုံနာတင်ပြတဲ့အတိုင်းဖရော့အချက်လက်မဟုတ်ဘူးဆိုရင်အဲ့ဒီခါကျရင်အဲ့ဒီဝါဂျစ်အချက်လွတ်သွားလို့ဟလာရုကွန်တစ်ခုနောက်နေသွားလို့အဲ့ဒီပေါ်မှာ तू ကဘာလို့ခိုင်းလဲဆိုတော့နမတ်ကမပြတ်သွားဘူး ဆရာစဝယ်လို့ပြောအဲ့ရောက်လာတဲ့ဥစ္စာကိုအမဆရာစဝယ်နဲ့ဖြည့်ခိုင်းဆိုတော့ဒါနဲ့ပတ်သက်တော့အလာဒူရီမုခ်တာရ်ချာနမအလာကျချင်းကသူဒီမဆလာကိုဘာရည်ရလဲဆိုတော့ဝလဟာဝါဂျဘာတွန်နမတ်အတွက်ဝါဂျစ်အချက်လက်တွေရှိတယ်လာတက်ဆူဒူဘီတာကီဟာဝါဂျစ်အချက်လက်လွတ်သွားလို့နမတ်မပြတ်သွားဘူးအခုနောက်ပြန်မိသွားတဲ့နေရာမာသွားတဲ့နေရာမှာအဲ့ဒီဝါဂျစ်အချက်လက်ဆိုရင် နမတ်ကတူမပြတ်ပါဘူးဟလာဝတူအာဒူဝူဂျူဘန်ဖီလ်အမဒီဝဆဟဝီအင်လမ်ယစ်ဂျုဒ်လဟူအိုင်လစ်ဆဟဝီဒီမှာဒီဘာပဲလဲဆိုတော့အဲ့ဒီနမတ်ကိုအကဲဝါဂျုအချက်လွတ်သွားတဲ့နမတ်ကိုအကဲလူတော့ကဆရာဆပဲလို့တဲ့အောင်ဆရာဆပဲမလို့ပြတော့နမတ်ကိုဒီလိုပဲအဆုံးတက်လိုက်တယ်ဆိုရင်နမတ်ကိုအဲ့လိုပဲဖတ်လိုက်တယ်ဆိုရင်အဲ့ဒီနမတ်ကိုပြန်မလို့ဖတ်ချင်တာဝါဂျစ်ဖြစ်တယ်နမတ်ကိုပြန်ဖတ်ဒါပေမဲ့ဖရစ်တာဝန်တော့ကြည်သွားပြီဒီနမတ်ကိုသူပြန်ဖတ် ဘာဖြစ်လဲဆိုတော့အဲ့ဒီနမတ်ကိုဘယ်ချိန်ဖားမလဲဆိုရင်အချိန်အတွင်းထဲမှာဖားတဝါဆိုအချိန်ဆိုဒိုးချိန်အတွင်းထဲမှာဒိုးချိန်မကုန်ကြီးလေးမှာဒီနမတ်ကိုပြန်ဖားလိုက်ပြီးတော့ဆက်ပြီးဒီပါတော့လဲဆိုတော့ဝအင်လမ်ယူအီဒဟာယကူနူဖာစိကအဲ့တော့ဖေကာကျမ်းထဲမှာရေးထားတယ်အကယ်၍ तू ကအဲ့ဒီအုနာပြောလို့မဆလာမြည်တဲ့အတိုင်းဆရာစပဲလွတ်သွားတဲ့လူတယောက်ကဆရာစပဲလို့ပြောနမတ်ကိုအဆုံးတတ်ပြီးတော့ဒီလိုပဲနေလိုက်တယ်ဆိုရင် နမတ်ကိုသူကပြန်မဖတ်ခဲ့ဘူးဆိုရင်အဲ့ဒီဝါကျုပ်ကျွန်တော်တင်ပြသလိုဟာလာဝါကျုပ်ဖြစ်တဲ့ပြန်ဖတ်ဖို့ကမဖတ်ဘူးတော့နေလိုက်တော့အချိန်ပုံသွားပြီဆိုရင်သူဖြည့်လို့မရတော့သူဖြည့်ဖို့သူ့မှာအချိန်မရှိတော့ဘူးအဲ့ဒါပြီးသွားပြီဖြစ်တယ်ဒါပေမဲ့သူကိုယ်နဲ့ကဖြစ်မယ်ယကူလို့ဖာစကလို့တုံးတာကိုနာကပီရာဖြစ်မယ်ဆိုတော့အဲ့တော့အဲ့တော့သူအစ်စ်ဖာဖားရမယ်တော်ပါလောက်အောင်ဒီနမတ်ကိုအဲ့လိုဖတ်လိုက်တဲ့အတွက်ကြောင့်အဲအဲ့အချိန်တွင်းထဲမှာအခုနပြောသလို ဟလာဒရိယဟာငါဆရာဆောက်ဆောက်လုံးကိုကြံသွားတယ်ဗလားဆိုရင်အဲ့နမတ်ကိုပြန်ဖတ်လိုက်ဖတ်လိုက်တော့ဆိုရင်တာဝန်ကြည့်သွားမဖတ်ပြီးထားလိုက်ရင်ဖရက်စတောတာဝန်ကြည့်သွားမယ်ဒါပေမဲ့သူ့ဟာဒီဟလာဂျွာဂျစ်အကျိုးတာဝန်မကြည့်တဲ့အတွက်ကြောင့်အချိန်ကုန်သွားမှဆိုရင်သူပြန်ဖြည့်လို့လည်းမရတော့ဘူးသူကိုယ်နိုင်ငံကဖြစ်မယ်အဲ့တော့သူ့အတွက်သူဘာလုပ်ရမလဲဆိုရင်တော်ပါလို့ပါ